ပါကစ္စတန်ဝန်ကြီးချုပ်ရှာဗက်စ်ရှာရစ်ဟာတာတာရင်းကြီးကအမေရိကန်သမ္မတဒေါ်နန်ထရန့်နဲ့အိမ်ပြော်မှာတွေ့ဆုံခဲ့ပါတယ်။ဒါဟာအမေရိကန်ပြည်အောင်စုနဲ့အိန္ဒိယနိုင်ငံတို့အကြားတန်တမာရေးတင်းမာနေချိန်မှာအိန္ဒိယနိုင်ငံရဲ့ပြိုင်ဘက်ပါကစ္စတန်နဲ့အမေရိကန်နိုင်ငံကောင်းဆောင်တွေတွေ့ဆုံခဲ့ကြတာပါ။ပါကစ္စတန်ဝန်ကြီးချုပ်ရုံထုတ်ပြန်ချက်အရကောင်းဆောင်နှစ်ဦးဟာအကြမ်းဖက်မှုတိုက်ဖျက်ရေးမှာပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ပါကစ္စတန်နိုင်ငံရဲ့စိုက်ပျိုးရေး IT နည်းပညာ တပ်ထုတူဖော်ရေးနဲ့စွမ်းဤကဏ္ဍတွေမှာအမေရိကန်ကလာရောက်ယင်းနှိမ့်နှံမှုကိစ္စတွေဆွေးနွေးခဲ့ကြတယ်လို့ဖော်ပြပါရယ်။ဝင်ကြီးချုပ်ရှာရစ်ကပြီးခဲ့တဲ့မေလတုန်းကပါကစ္စတန်နဲ့အိန္ဒိယနိုင်ငံတို့အကြားအပြည့်ခတ်ရက်စေးကိုစစ်ဆက်ညှိနှိုင်းပေးခဲ့တဲ့ညီကျဲဤဖော်ဆောင်သူတို့ဦးအဖြစ်တမရထရန့်ကိုဖော်ကျူးခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါရယ်။တမရထန်ကိုနိုဘယ်ငြိမ်းချမ်းရေးဆုအတွက်တော့ဝင်ကြီးချုပ်ရှာရစ်ကထောက်ခံတင်သွင်းခဲ့ပါတယ်။တစ်ဖက်မှာတော့ အိန္ဒိယဝန်ကြီးချုပ်နာရန်တာမိုဒီကတော့အပြစ်ခတ်ရစေးအတွက်သမ္မတထရန့်ရဲ့ဂျိုးပန်းမှုကိုထောက်ခံဖို့ညှင်းဆိုခဲ့ပါတယ်။အိန္ဒိယနိုင်ငံဟာအခုဆိုရင်အမေရိကန်ပြည်ထောင်စုရဲ့ပြင်းထန်တဲ့အရေးယူတိုက်ခတ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ယူကရိန်းနိုင်ငံကိုတိုက်ခိုက်နေတဲ့ရုရှားနိုင်ငံစီကရေနံဝယ်ယူတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပြီးခဲ့တဲ့လကအိန္ဒိယနိုင်ငံအပေါ်အမေရိကန်နိုင်ငံကကုန်သွယ်ခွန်90ရာခိုင်နှုန်းအထိတိုးမြှင့်ထားပါတယ်ရှင်။